မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ4ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းတိတ်တိုက်ပွဲတရင်ကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ပင်လယ်ကြီးတပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ကျော်သေဆုံးပြီးစစ်သားတချို့ဟာတပ်ပြတ်ပြီးတော့ထွက်ပြေးနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ4ရက်နေ့မနက်အစောပိုင်းမှာပင်လယ်ကြီးတပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကအပိတတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်သားနဲ့ပြူစောတိအယောက်30ကျော်သေဆုံးခဲ့ပြီး ကြံရှိနေတဲ့စစ်သားများဟာတက်ပြတ်ပြီးတော့ထွက်ပြေးနေတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာတော်လိုင်းတပ်ဖွဲ့များဟာပင်လယ်ကြီးတပ်ဆက်ခန်းကိုမီးရှို့ရှင်းလင်းခဲ့ပြီးတော့နေမြေရှင်းလင်းရေးတွေကိုလည်းဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကရှင်ကူးမြို့ပေါ်မှာခံစစ်ပြင်ဆင်နေပြီးတော့လက်နက်ကြီးများကိုပါအင်အားဖြည့်တင်ထားပြီးတော့တော်လိုင်းတပ်ဖွဲ့များကိုခုခံရန်လှုပ်ဆောင်နေပြီးလက်နက်ကြီးများနဲ့အဆက်မပြတ်ရန်တပ်ပစ်ခတ်မှုတွေကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ပင်လယ်ကြီးရွာစခန်းကိုအပိသက်သိမ်းပိုက်လိုက်ပါပြီ။ဒိုးဝင်ကုန်းရေတော် ထုံးကြီးကျေးရွာကပြူစောထီးတွေအပါဝင်စစ်ခွေးအယောက်30ကျော်တိတ်ဆုံးတယ်။ကြံနေတဲ့စစ်ခွေးတွေတချို့ဟာထွက်ပြေးသွားတယ်။စင်ကူးမှာလည်းအခုခံစစ်တွေပြင်းနေပြီးလက်နက်ကြီးတွေပါတပ်ဆင်ထားတယ်။စင်ကူးမြို့နယ်တောင်ပိုင်းစစ်ခွေးအုပ်စုကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်တာတွေကိုလှုပ်ဆောင်နေတယ်လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ဒုတိုင်းမှု ဘုံမှုချုပ်ကြော်ကြော်ထွန်းရဲ့နေအိမ်ကိုဒီကနေ့ဇွန်လ4ရက်နေ့မနက်ပိုင်းကလက်နက်ကြီးကြောက်ရောက်ပောက်ကွဲပြီးတော့နှစ်ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒူတိုင်းမှုအိမ်ထိတယ်၊နှစ်ယောက်တိတယ်၊သတင်းကိုတော့ဖွက်ထားတယ်။သူ့အိမ်ကရက်ကွက်10ဘက်မှာလို့ရာရှုံးမျိုးဒေသခံတို့ကပြောပြခဲ့ပါတယ်။တိတ်ဆုံးတဲ့သူတွေဟာမိသူမိဘဖြစ်တယ်ဆိုတာကိုတော့ထပ်မံစုံစမ်းနေသေးဖြစ်တယ်လို့သိရပါတယ်။ဒူတိုင်းမှုဘုံမှုချုပ်ကြော်ကြော်ထွန်းဟာနှစ်ဆပိုင်းကလောက်ကိုင်းမြို့နယ်မှာ MNDAA ထံမှာလက်နက်ချအငြင်းခံလိုက်တဲ့လောက်ကိုင်းဓာကစားကဘုံမှုချုပ်6ဦးကိုဖမ်းဆီးစစ်ဆေးရာမှာစစ်ခုံရုံးရဲ့ဥက္ကဋ္ဌဖြစ်တဲ့ တာဝန်ယူခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။လာရှုံမြို့အနီးဝန်းကျင်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့လက်နက်ကြီးကြီးများဟာလာရှုံမြို့ပေါ်ရက်ကွက်များအတွင်းကိုကျရောက်ပြီးတော့ဒေသခံ၁၀ဦးထက်မနည်းသေဆုံးကထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်သတင်းကတော့11သတင်းဌာနအေဒီတာဂျုတ်ဟောင်းဦးစီးတဲ့မူရခိုင်းတစ်ခုကိုနေပြည်တော်မှာဇွန်လ25ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်လယ်ဝေးမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းတောင်စင်အေးစစ်စေးရိတ်စခန်းမှာပြင်မနာဘက်ကနေပြီးတော့ရေနေဘက်ကိုဈေးရကြောမောင်းနေပြီးတော့ဟိမ့်ကြောမင်းလိုက်ပါလာတဲ့ light track motor ယာဉ်ကိုသတင်းအရရှာဖွေရမှာကားပေါ်မှာစက်စာအိတ်တွေနဲ့ဖောက်အုပ်တဲဆောင်လာတဲ့ကာလာတံမိုးငွေကြက်20ဒသမ16ဘီလီယံတံမိုးရှိတဲ့စိတ်ကြွယူသွဈေးပြား73ဒသမ44တန်းကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စစ်ဆေးဖော်ထုတ်ချက်များအရစိတ်ကြွယူသွဈေးပြားများကိုကလောကနေပျော်ပွဲကိုတဲဆောင်ရမှာပူပေါင်းပါဝ ွယ်သူများဖြစ်ကြတဲ့မြတ်ပိုင်သူဖြိုးစီဟိန်းနဲ့အောင်အောင်ခေါ်အောင်ကြီးတို့သုံးဦးကိုရမဲသိမ်းမြို့နယ်တွင်းချေးရွာအနီးမှာတယ်ဆောင်ခဲ့တဲ့ Nexan Box မော်တော်ယာဉ်ကားတစ်စီးနဲ့၎င်းစိတ်ကြွယူသူဆေးပြားများတယ်ဆောင်ရမှာပူပေါင်းပါဝင်ခဲ့တဲ့နွယ်နီတင်းရဲတွေးလိုင်းခေါ်ဗလာနဲ့မြင့်အောင်တို့သုံးဦးကိုလည်းပြင်းမနာမြို့ရွာကောက်ရက်ကွက်မှာရှိတဲ့မော်တယ်မှာ Toyota World Motor Yin ကားတစီ Toyota ST မှာမော်တော်ယာဉ်ကားတစီနဲ့၎င်းဖန်စီရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မူရဲ့စေဝါများတည်ဆောင်ရမှာစီမံဆောင်ရွက်သူ11သတင်းဌာနရဲ့ Editor Joe Hong ဝေမင်းဖြိုးခေါ်အုံအုံနိုင်ကိုရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်တရက်ကွာမှာဖန်စီရမိခဲ့တယ်လို့သိရပါတယ်။ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရာတိုင်းစီရမိတဲ့စိတ်ကြွယူသွေးဆေးပြားများကိုရှမ်းပြည်နယ်ကနေပြီးတော့ရန်ကုန်တိုင်းကိုဂိုင်းဖွဲ့တည်ဆောင်ခြင်းဖြစ်ကြောင်းသိရတဲ့အတွက်၎င်းတို့ကိုဥပဒေအရရေးယူထားရှိပြီးတော့ ဂွင်းဆက်ပြစ်မှုကျူးလွန်သူများအားဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့သိရပါတယ်။အမှုမှာဆက်ဆက်ပါဝင်သူတွေရဲ့ပိုင်ဆိုင်မှုများကိုပြည်သူဗန္ဒာအဖြစ်နဲ့တင်းစည်းနိုင်ရေးအတွက်ငွေကြေးခွာချမှုတိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထုတ်ကုန်ဖြစ်တဲ့ Red Ruby Secret ဆက်ယုံကိုချိန်ကိုက်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာလုံခြုံရေးစစ်သားဟောင်းတအူအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ဆက်ယုံအတွင်းမှာမီးလောင်က သိန်းထောင်ချီဆုံးရှုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့ည9:44မိနစ်အချိန်မင်္ဂလာရုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီပိုင်တဲ့ Red Ruby Secret စက်ရုံကိုချိန်ကိုင်မိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ရာစက်ရုံလုံးကျုံရေးစစ်သားဟောင်းတအူအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့စေးနဲ့စေးရွက်ကြီးတူလောင်နဲ့ယုံမီးလောင်ပြီးတော့သိန်းထောင်ချီပြီးတော့ဆုံးရှုံးမှုရှိနိုင်တယ်လို့သိရပါဗျ။လုံးကျုံရေးတမစစ်ခွေးဟောင်းကတော့အတော်လေးကိုထိခိုက်ဒဏ်ရာရတယ်လို့ကြားတယ်။တိမ်မတေတော့သတင်းမရဘူး။အထဲမှာတော့ဆုံးရှုံးမှုကများလိမ့်မယ်။စေးနဲ့စေးရွက်တွေတူလောင်နဲ့ယုံထဲမှာ တိတ်တိတ်ချာချာကိုထားပြီးတော့လှုပ်ခဲတာမီးလောင်ပြက်စီအောင်လဲလှုပ်ခဲတဲ့အတော့တိန်ထောင်ချီဆုံးရှုံးမှုရှိလိမ့်မယ်လို့တွက်ဆရတယ်အချိန်ယူပြီးတော့တိတ်တိတ်ချာချာဆောင်ရွက်ခဲ့တာမို့လို့အားလုံးဘေးကင်းလုံခြုံပါတယ်လို့ရန်ကုန်တိုင်းပြည်သူတပ်မဟာကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်၎င်းတက်ခိုက်မှုကိုရန်ကုန်တိုင်းပြည်သူတပ်မဟာရဲ့တပ်ခွဲတစ်ခုဖြစ်တဲ့ Slayers of Tyrants SOT တပ်ခွဲကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ပြည်သူလူထုတရက်လုံးရဲ့ရန်သူဖြစ်တဲ့စစ်ကောင်စီကို အမြင့်ပြတ်ချိန်မုံရအလုံးက၎င်းရဲ့စီးပွားရေးတောက်တိုင်များကိုတိုက်ခိုက်ခြင်းဟာအဓိကကြတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ပြစ်မှတ်များနဲ့ဝေးဝေးနေပေးကြဖို့တိုက်တွန်းနှိုးဆော်ထားကြောင်းတရင်ရရှိပါရယ်ခမညာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့အချမ်းဖတ်စစ်ကောင်စီကမြင်းကြံမျိုးနယ်တူရင်းဖို့ရွာကိုစစ်ကြောင်းထုံးဝင်ရောက်နေပြီးတော့ရွာတွေကအိမ်တွေကိုမိရှုပ်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ၄ရက်နေ့နေ့လယ်၁၂နာရီကစပြီးတော့မြင်းကြံမျိုးနယ်တူရင်းဖို့ရွာကိုအချမ်းဖတ်စစ်ကောင်စီကစစ်ကြောင်းထုံးနေပြီးတော့ရွာထဲမှာရှိသမျှအိမ်တွေကိုမိလိုက်ရှုပ်နေတယ်လို့သိရပါတယ်။တွေ့သမျှအိမ်တွေအကုန်လုံးနှီးပါးကိုရှုပ်နေတာပါ။အခုချိန်ထိကိုအင်ဂျင်၈၀လောက်လောင်နေပါတယ်လို့ ဒေသခံတဦးကသတင်းပေးဖို့ပြောကြားထားပါတယ်။ဒါအပြင်မြင်းကြံမြို့ပေါ်စီပင်တရားဈေးပတ်ပတ်လဲမှာလဲလမ်းပေါ်မှာတွာလာနေတဲ့ဆိုင်ကယ်များကိုရင်ထိန်ရဲများကမဖမ်းပဲစိတ်ကောင်းစီလောက်ခန်းနေမြေကန်ရဲများကဖမ်းစီငွေညှစ်နေတယ်လို့သိရပါတယ်။ဖမ်းတာကလည်းစီကံဖောက်ဖျက်လို့ဖမ်းတာတို့လုံခြုံရေးအရာဆက်ဆဲတာတို့မဟုတ်ဘဲနဲ့တမင်တက်တက်ကိုပတ်စံညှစ်နေတာပါဗျာ။ လူတွေကစီးပွားရေးအဆင်မပြေရတဲ့လေရဲတွေကတစည်းကို9000တသိန်းတောင်းနေတာလမ်းပြောင်းပြန်ဝင်ပြီလို့မော်တော်ပီကယ်ကဖမ်းရင်တော့မှ3000လောက်ပဲတောင်းတာအခုကနေမြေကန်ရဲတွေကအုပ်စုဖွဲ့ပြီးကိုပြည်သူကိုတတ်တတ်မတရားငွေညှစ်နေတာအဖမ်းခံရရင်စိုက်ကဲတစည်းကိုတိန်ကနန်းအထိပေးနေရတယ်လို့ကိုတိုင်းဒဏ်ငွေဆောင်ခဲ့ရတယ်မြင်းကြံဒေသခံတအူးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့ပတ်ပတ်လည်မှာဒီကနေ့ဒုတိယနေ့အဖြစ်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူ၅ဦးထက်မနည်းသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ3ရက်နေ့ကလားရှုံမြို့နယ်ပတ်ဝန်းကျင်မှာရှိတဲ့မိုင်းတင်စစ်တပ်စခန်း၊နောင်မိုးစခန်း၊မနစ်ရေကြတပ်စခန်း၊နတ်ပေါင်တပ်စခန်း၊ညောင်ကုန်းတပ်စခန်းတို့ကိုစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မှာရက်ွက်ဆက်နဲ့အရှိတ်ဘက်မှာရှိတဲ့ မန္တာကုန်းမှာလည်းတိုက်ပွဲတွေထပ်မံတုံးမြင့်ဖြစ်ပွားနေတယ်လို့သိရပါဗျ။လားရှုံမြို့ပတ်ပတ်လည်မှာတိုက်ပွဲတွေကဆက်ဖြစ်နေတုံးပဲ။နတ်ပေါင်တဆကန်းတော့ကြာသွားပြီလို့သတင်းတွေထွက်နေတယ်။ဒါပေမဲ့အတိအကျသိဖို့တော့ခက်နေတယ်။ပြည်သူတွေကတော့ပိတ်မိနေသေးပါပဲ။လားရှုံမြို့တွေကထွက်လို့မရဘူး။စစ်ကောင်စီတဆကန်းတွေကိုတော်လိုင်းတက်တွေဘက်ကတိမ့်ပိုက်ရရှိတာတွေရှိပါတယ်။ဒါပေမဲ့သတင်းထုတ်ပြန်မှုမရှိသေးတာတော့စောင့်ကြည့်ရပါမယ်လို့လားရှုံဒေသကစစ်ရေးနဲ့တော်လိုင်းရေးသတင်းအင်းမြစ်ကပြောဆိုထားပါတယ်။လားရှုံမြို့ပတ်ပတ်လည်မှာတိုက်ပွဲများပြင်းထန်မှုနဲ့အတူလက်နက်ကြီးကြီးများကလည်းလားရှုံမြို့တွင်ကိုကြာရောက်ပြီးတော့ပြည် ူများတိတ်ဆုံးမှုများရှိနေတယ်လို့သိရပါတယ်ဒီကနေ့မနက်ပိုင်းမှာလည်းအမတ်၁၁ရက်ကပညာရေးကောလိပ်အနောက်ဘက်အုပ်ကွေးထဲကိုလက်နက်ကြီးကျရောက်ပြီးတော့အမျိုးသား၃ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်လာရှိုးရက်ကွက်ကိုနေမြေတုံးပါလေလက်နက်ကြီးကြီးကြောက်ရောက်ပောက်ခွဲတဲ့အတော့တားမိနှစ်ဦးတိတ်ဆုံးသွားတယ်လို့လာရှိုးဒေသသတင်းရင်းမြစ်ကပြည်သူများကပြောဆိုထားပါတယ်လက်ရှိမှာလာရှိုးမျိုးကပြည်သူများကစစ်ဘေးရှောင်လိုကြတော့လဲလမ်းများပိတ်ဆို့ထားတဲ့အတော့ကြောင့်အလွယ်တကူစစ်ဘေးရှောင်ရမ်းမဖြစ်နိုင်ကြပဲလာရှိုးမျိုးအတွင်းမှာပဲပြေးပြေးနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတိန်တီမြို့ပေါ်ကိုစစ်ကောင်စီက လေရင်နဲ့ဘုံကျဲချတဲ့အတွားနေအိမ်များပြတ်စီပြီးပြည်သူတချို့ထိခိုက်ဒိဆုံးမှုတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ3ရက်နေ့မွန်းလွဲ2:30မိနစ်ဝန်းကျင်အချိန်ကစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့တိန်ဒီမြို့ပေါ်မိုင်းလီကျေးရွာဘက်ကိုဘုံကျဲချခဲ့ရာပြည်သူတအုပ်ဒိဆုံးပြီးလူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇွန်လ4ရက်နေ့မနေ့တနအီအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်များနဲ့တိန်ဒီမြို့ပေါ်ရဲစခန်းအနီးမှာရှိတဲ့နေအိမ်များပေါ်ကိုဘုံကျဲချခဲ့ရာလူနေအိမ်များထိခိုက်ပျက်စီးခဲ့ပြီးတော့လူနေ ုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကင်းထောက်၄ရင်းနဲ့တောက်လျှောက်ဝဲပြီးတော့ မနေ့တနအီလောက်မှာဘုံကျဲချခဲ့တာရဲစခန်းသားကအိမ်တွေအတော်ကိုထိကုန်တယ်လူနာဦးနည်းနည်းထိတယ်အသက်အနေရတော့မစိုးရိမ်ရဘူးမျိုးပေါ်မှာတော့လူတွေကစိုးရိမ်ထိတ်လန့်နေကြတယ်ပိုက်ပွဲလည်းမဖြစ်ဘဲနဲ့လေရင်နဲ့လာကျဲတယ်ဆိုတော့အကုန်လုံးလန့်နေကြတာပြေးတဲ့သူကလည်းပြေးကုန်ကြပြီနေတဲ့သူတွေကလည်းနေနေကြတော့ပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့အုတ်ချုပ်ရေးရန်တရားဟာတိန်နီမျိုးမှာလဲပတ်နိုင်ခြင်းမရှိတော့ပဲစစ်တပ်နဲ့ရဲများလည်းမရှိတော့ဘူးလို့သိရပါတယ်ဒါကြောင့်မျိုးကိုစစ်ကောင်စီက အပီးတိုင်ဖြတ်စည်းမှာကိုပြည်သူများကစိုးရိမ်နေကြကြောင်းတရင်ရရှိပါရယ်ခမအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမ